တော်ရရှိတဲ့အားလုံးတာလီဇော့ပါ Development Media အခု DMG ရဲ့2025ခုနှစ်ဇန်နဝါရီ1ရက်နေ့အတွက်သတင်းအံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့အင်ကဘူမြို့နယ်ကျေးရွာ200ကစက်ကောက်စီစခန်းတွေကို AA နဲ့ပူပေါင်းတက်တဲ့သိပ်ပိုက်တဲ့သတင်းပြည်မှာအဖောက်ခံရတဲ့ရခိုင်တချို့စက်မှုထအဖို့ခံရတဲ့အကြောင်းမောင်တော့တောင်မြို့နယ်ပျက်စီးနေတာကြောင့်ကာသမားတွေအခက်ကြုံနေရတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ season ကိုကျွန်တော်အောင်မင်းနဲ့အတူ မဆောင်သက်ရှိတို့ကပေါပေါတင်ဆက်ပေးသွားမှာပါပရမဆုံးအနေနဲ့ဧကဘူမြို့နယ်ကျေးရွာနေရာကစစ်ကောင်စီစခန်းတွေကိုအေနဲ့ပေါပေါတက်တွေကသိမ်းပိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါအေအဗရီတန်ဧကဘူမြို့နယ်ကကျေးရွာနှစ်ခုမှာတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းတွေကိုအာရခတက်တော်နဲ့ပူပေါင်းတက်တွေကသိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။ပသိမ်မွန်ကာလန်ဘော်က ပဲပြကုန်နဲ့စာစီကုန်းကျေးရွာတွေမှာတက်ဆွဲထားတဲ့စစ်ကောက်စီတက်စကန်တွေကိုဇွန်လ29ရက်ကအရခတ်တပ်တွေနဲ့ပူးပေါင်းတပ်တွေကတင်ပတ်ခဲ့တာဖြစ်ပြီးလက်နက်ခဲယံအများပြားကိုလည်းတင်ဆက်ရမိခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။စစ်ကောက်စီကမေလအတွင်းကအဲ့ဒီကျေးရွာတွေကိုစစ်တပ်လက်ထိတွေနဲ့စစ်တိုက်ပုံကျမှုတွေပြုလုပ်ခဲ့ပါတယ်။တိုက်ပွဲတွေကြောင့်လက်ရှိမှာကျေးရွာ၁၀ရာထက်မနည်းကထောင်ရရှိတဲ့ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကသိရပါတယ်။အေးနဲ့ပူးပေါင်းတပ်တွေတင်ပတ်ထားတဲ့အဲ့ဒီကျေးရွာတွေကိုမနည်းကဇွန်30ကလည်းကွင်းကောက်ရှိဆိုင် စက်ကောက်စီတမ်းမြေလေ့ကျင့်ရေးတင်တာကြောင့်တက္ကကငါးကနေစက်တက်လေထီတွေနဲ့လာရောက်ပုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်အခုရပိုင်းအတွင်း ARD တိုင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။ရေကြီးမြို့နယ်မြောက်ဆန်းကျေးရွာအရှိဆိုင်အမတ်တ၃လေးလေးတက်ရင်နဲ့ပသိမ်မူရကာလန်လေးမျက်နှာမြို့နယ်ကတဲနုကုံကြားကိုက်ကွင်းစတဲ့ကျေးရွာအနီးပတ်ဝန်းကျင်တွေမှာနှစ်ဖက်တိုက်ပွဲတွေရှိနေတယ်လို့ဒေသခံတွေကသိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မောင်တော်မှာ တောင်ပြိုလန်းပြတ်စည်းမှုကြောင့်ကာသမရွေအခက်ကြုံနေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါမောအစမပြတ်ရွာသောမှုကြောင့်မောင်တော်မျိုးနယ်မှာရှိတဲ့တရင်းတောင်ပြိုကိုဆက်သွယ်ထားတဲ့73မိုင်လောက်ရှည်လျားတဲ့လမ်းပိုက်တစ်ခုလုံးဆိုးရွားစွာပြတ်စင်းနေတဲ့အတွက်ဒေသခံပြည်သူတွေနဲ့ကားသမားတွေအခက်အခဲနဲ့ရင်ဆိုင်နေကြရပါတယ်။မိုးတွင်းကာလမရောက်ခင်ကတည်းကအဲ့ဒီကြောက်ခင်းလမ်းမှာကောင်းမွန်တဲ့အခြေအနေမှာရှိမနေပဲ လက်ရှိအချိန်မှာလည်းမိုးဆက်တရွာသွန်းမှုကြောင့်လမ်းမှာပိုပြီးတော့ပျက်စီးကရှုံးအိမ်တွေကျင်းတွေနဲ့ပြင်းထန်နေတာကိုတွေ့ရပါတယ်။တောင်ပြိုကိုဈေးဝယ်သွားလာနေတဲ့ဒေသခံပြည်သူတွေမှာလည်းအဲ့ဒီလမ်းပျက်စီးမှုကြောင့်အချိန်ပိုပေးရတာ၊ကုန်ကျစရိတ်ပိုများလာတာနဲ့သွားလာရဲ့အခက်အခဲတွေကြုံတွေ့နေကြရပါတယ်။ လမ်းပြစီမှုကြောင့်ကားတွေမကြာခဏဆက်ပြတ်တာရှောင်းနွန်ထဲမှာနင်းမြုပ်တာတွေဖြစ်ပေါ်နေပြီးတော့အဲ့ဒီလိုအခြေအနေတွေမှာဒေသခံတွေနဲ့ကားသမားတွေဟာလုံခြုံရေးအရာပို့ပြီးတော့စိုးရိမ်ပူပန်မှုတွေရှိနေကြပါတယ်။မောင်တော်တောင်ပြိုလန်းဟာဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့လမ်းပိုက်တစ်ခုဖြစ်ပြီးတော့လမ်းပြန်လည်ပြုပြင်ပေးဖို့ကုန်သွယ်တွေကတောင်းဆိုနေကြပါတယ်။ဆက်လက်ပြီးတော့ပြေမာအဖမ်းခံရတဲ့ရခိုင်တချို့စစ်မှုထမ်းပို့ခံရတဲ့တဲ့ရင်ကိုလည်းနားဆင်ရမှာပါ။ ပဲခူးတိုင်းပြည်မျိုးအဝင်နဝတိစစ်စစ်ဂိမ်းမှာဖမ်းဆီးခံရတဲ့ရခိုင်ပြည်တန်ကုန်းမြို့နယ်ကဒေသခံ90ရောက်ထဲကတချို့ဟာစစ်ကောင်စီရဲ့စမုထမ်းတင်နှံကိုအပုတ်ခံလိုက်ရတယ်လို့ဒီအမ်ဂျီကစုံစမ်းသိရှိရပါတယ်။ပြည်ရက်ဇွန်25ရက်ကတန်ကုန်းကရန်ကုန်ကိုတော်တဲ့အချိန်တန်ကုန်းဒေသခံအယောက်30နဲ့ဇွန်28ရက်ကဒေသခံအယောက်20တို့ဟာပြည်မျိုးအဝင်နဝတိစစ်စစ်ဂိမ်းမှာဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဖန်စီကရသူတွေကလေးယောက်ပဲပြန်လဲလွတ်မြောက်လာခဲ့ပြီးတော့အခြားသူတွေဟာစမှုထမ်းဖို့ပို့ဆောင်ခံရတာနဲ့ပင်မြို့ရှိဆိုင်အမှတ်99အလုံယုံတက်ခွဲလလဆ995တရင်မှာထိန်သိမ်းခံထားရပါတယ်စမှုထက်ခေါ်ဆောင်ခံရတဲ့အရေးအတွက်တိကျကိုမတိရသေးပါဘူးပြန်လဲလွတ်မြောက်လာတဲ့တကြီးပိုင်းအမျိုးသားတစ်ယောက်နဲ့အမျိုးသမီး၃ယောက်တို့ဟာ တယောက်ကိုငွေကျပ်350ပေးခဲ့ရတယ်လို့လည်းသိရပါတယ်။နဝရီစစ်စေးကိမှာဖမ်းဆီးခံရသူတွေဟာတန်ကုန်းမြို့နယ်တန်လွဲ့ရွာမြို့တန်လွဲ့ဆောင်လက်ပံကျွန်းနဲ့တက်ကယ်ကျွန်းစတဲ့ကျေးရွာတွေကဖြစ်ကြပြီးအလုတ်လုတ်ဖို့နဲ့ကျောင်းတဖို့အတွက်ရန်ကုန်ကိုသွားကြတာဖြစ်တယ်လို့သိရပါတယ်။အဲ့လိုသွားတဲ့အချိန်မှာပွဲစားတွေနဲ့ချိန်ဆက်ပြီးတွန်းလန်းကနေတစ်စီပြေမဘက်ကိုသွားရတာဖြစ်ပြီးတော့ပွဲစားခအဖြစ်တယောက်ကိုငွေကျပ်16သိန်းအထိပေးဆောင်ရတယ်လို့သိရပါတယ်။လက်ရှိဖမ်းဆီးခံထားရတဲ့တန်ကုန်းဒေသခံတွေကို တန်ကုန်ဒေသခံပွဲစား၃ဦးကတာဝန်ယူပို့ဆောင်ခဲ့တာပါပွဲစားအမျိုးသားကရခိုင်ဘက်မှလူစုဆောင်ပြီးဒေါ်လာကနေခေါ်ဆောင်သွားပြီးတော့ပြည်မြို့မှာနေထိုင်တဲ့ပွဲစားအမျိုးသမီး၂ယောက်စီကိုပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာစစ်ကောင်စီလက်ချက်ကြောင့်နိုင်ငံတော်ဝန်မှသေဆုံးသူ8000လောက်ရှိလာတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါစစ်ကောင်စီအာဏာသိမ်းယူခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလတရနေ့ကနေ2025ခုနှစ်ဇွန်လ30ရက်နေ့အထိနိုင်ငံတော်မှာစစ်ကောင်စီလက်ချက်ကြောင့် ေဆုံးသူ6800ကျော်အထိရှိလာတယ်လို့နိုင်ငံရဲ့အကြင်သားများကုညင်ဆောင်ဆောင်ရဲ့အသင်း AAPP ကဒီကနေ့ဇူလိုင်လတရနေ့မှာထုတ်ပြန်ပါတယ် AAPP ရဲ့စာရင်းအရသေဆုံးသူတွေထဲမှာအမျိုးသမီး1600ကျော်ကလင်းငယ်830ကျော်နဲ့ဖမ်းဆီးခံရပြီးနောက်တပ်ဖြတ်ခံရသူ2000ကျော်ရှိတယ်လို့သိရပါတယ် အခုစုစုပေါင်းသေဆုံးမှုစရင်မှာ AAPP ကအတီးပြုထားတဲ့အရေအတွက်သာဖြစ်ပြီးအတီးပြုဖို့လိုအပ်နေစဉ်အရေအတွက်3600ဝန်းကျင်ကိုလည်းတိချပြုစုထားရတယ်လို့ဆိုပါတယ်။ဒါအပြင်နိုင်ငံတော်ဖန်စီခန်အသူဥယျာဉ်မှာလည်းတိုးလာနေပြီးတော့အာနာသိန်းချိန်ကစတင်ပြီးတော့2025ခုနှစ်ဇွန်လ30ရက်နေ့အထိစုစုပေါင်းဖန်စီခန်ရသူ2900ကျော်ရှိကအဲ့ဒီအထက်ကအမျိုးသမီး6000ကျော်ကလင်းငယ်600ကျော်ရှိတယ်လို့ AAPP စရင် င်းကဖော်ပြပါတယ်။စုစုပေါင်းဖန်စီခံရသူတွေထက်ကအမျိုးသမီး၄000ကျော်နဲ့ကလင်းငယ်၂00ကျော်အပါအဝင် စုစုပေါင်း၂000ကျော်တို့မှာဆက်လက်ဖန်စီခံထားရစေဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ပို့ကုံရငွေကြံတဲ့ကုမ္ပဏီ198ခုကိုစက်ကောင်စီကအမိပြည့်စရင်သွင်းတဲ့တင်းကိုနာဆင်ရမှာပါမြန်မာနိုင်ငံကပို့ကုံတွေတင်ဖို့တဲ့ပို့ကုံရငွေပြန်လည်ဝင်ရောက်ဖို့ကြံရှိနေတယ်လို့ဆိုပြီးတော့ ကုမ္ပဏီ169ခုကိုစက်ကောင်စီရဲ့မြန်မာနိုင်ငံဘဟုဘဏ်ကအမိပြည့်စရင်တွင်းလိုက်တယ်လို့ဇွန်လ30ရက်ကကြေညာခဲ့ပါတယ်2016ခုနှစ်ကနေ2020ပြည်နှစ်တွင်ပို့ကုန်တင်ပို့ခဲ့တဲ့လုပ်ငန်းရှင်တွေဟာပို့ကုန်ရငွေတွေကိုသတ်မှတ်ကာလအတွင်းမှာဘဏ်ငွေစည်းရင်းတဲ့ကိုနိုင်ငံခြားငွေစည်းရင်းရှင်းလင်းချက်မရှိတာကြောင့်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတွေလက်မှတ်ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ကုမ္ပဏီတွေရဲ့နိုင်ငံခြားဝင်ငွေ90ရာခိုင်နှုန်းကိုစက်ကောင်စီကသတ်မှတ်ထားတဲ့ငွေလဲနှုန်းတဒေါ်လာကိုငွေကျပ်2100လောက်နဲ့ပဲလဲရမှာဖြစ်ပြီးတော့ကျန်30ရာခိုင်နှုန်းကတော့ငွေကျပ်4500လောက်ပေါက်ဈေးရှိနေတဲ့ဒေါ်လာဈေးနဲ့လဲလှယ်ခွင့်ပြုထားပါတယ်မြန်မာနိုင်ငံအတွင်းကိုနိုင်ငံခြားဝင်ငွေတွေအဓိကဝင်လာတဲ့အဓိကလမ်းကြောင်းတွေဖြစ်တဲ့ပို့ကုတ်တင်ပို့မှုကရငွေတွေရရှိရာအဓိကကြပြီးအာရှနိုင်ငံတွေကိုတင်ပို့မှဆိုရင်တော့ပို့ကုတ်တင်ပို့တဲ့နေကရပောင်း30အတွင်းအာရှနိုင်ငံတွေမဟုတ်ပဲတခြားနိုင်ငံတွေကိုတင်ပို့မှဆိုရင် ို့ကုတ်တင်ပို့တဲ့နေ့ကရပောင်း60အတွင်းပို့ကုတ်တင်ပို့သူရဲ့ဘောင်ငွေစရင်ကိုနိုင်ငံရှောင်းငွေမပြတ်မကွက်ထည့်သွင်းရမယ်လို့စက်ကောင်စီကသတ်မှတ်ထားတာပါအဲ့ဒီသတ်မှတ်ချက်ကိုမလိုက်နိုင်ရင်ပုံမှန်၄နှစ်အရာတနက်ထက်မပေါ်တဲ့ထောင်ဒဏ်ငွေဒဏ်ဒဏ်နဲ့ရလုံလဲရှာမှတ်နိုင်တယ်လို့စက်ကောင်စီကထုတ်ပြန်ထားပါတယ်ပုတ်ကုတ်တင်ပို့သူတွေအနေနဲ့သက်မှတ်ကာလအတွင်းပုတ်ကုတ်ရငွေတွေပြန်လည်ဝင်ရောက်ဖို့ဆောင်ရွက်ရမယ်လို့ဗဟိုဘဏ်ကတိုက်တွန်းထားပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရာထူးဆိုင်ငံ့ခံရတဲ့တင်းငို့တင်ဆက်ပေးမှာပါ။ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝိထရာကိုတရားရုံးကရာထူးကဆိုင်ငံ့လိုက်တယ်လို့ AFP သတင်းတရက်မှာဖော်ပြချက်အရသိရပါတယ်။ပေထုံတန်ဟာရိုးဖြောင်းမှုမရှိတာ၊ကျင်းဝတ်ဖောက်ပြန်မှုရှိတာတွေကြောင့် သူကဝန်ကြီးချုပ်ရာထူးကထုတ်ပြန်တင်တယ်လို့စွပ်စဲထားတဲ့အမှုကိုစစ်ဆေးဖို့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလက်ခံလိုက်ပေးတဲ့နောက်မှာအခုလိုဝန်ကြီးချုပ်ရာထူးဆိုင်ငံ့ခံလိုက်ရတာဖြစ်ပါတယ်။ကမ္ဘောဒီးယားကောင်းဆောင်ဟောင်းဟွန်ဆန်နဲ့ဖုံပြောရမှာနိုင်ငံရေးအရာအကဲဆက်တဲ့အကြောင်းအရာတွေပါဝင်ခဲ့ပြီးတော့အဲ့ဒီဖုံပြောမှုမှာပြည်သူတွေအကြအကြေကြေပြက်ပြက်ပေါက်ကြားသွားပြီးတဲ့နောက်မှာပေထုံတန်ဟာနိုင်ငံရေးဖိအားတွေတောင်းလျှောက်ရင်ဆိုင်ခဲ့ရပါတယ်။ဇွန်လ9ရက်နေ့ကဖုန်ခေါ်ဆိုမှုမှာ ပေထုံတန်ဟာထိုင်းစစ်ဦးစီးချုပ်တယောက်ကိုဝေဖန်ပြောကြားမှုတွေပြုလုပ်ခဲ့ပါတယ်။စစ်တပ်လွှမ်းမိုးမှုအကြီးအကျယ်ရှိထားတဲ့ထိုင်းနိုင်ငံမှာအခုလိုဝေဖန်မှုဟာအလွန်အကင်းဆက်သလိုပေထုံတန်ဟာလည်းအဲ့လိုပြောကြားမှုအတွက်ပြန်လည်တောင်းပန်ခဲ့ပါတယ်။နောက်ပိုင်းရက်တွေမှာသူမအပေါ်ကန့်ကွက်ဆန္ဒပြမှုတွေလည်းထိုင်းမှာပေါ်ထွက်လာခဲ့သလိုအရေးပါတဲ့မဟာမိတ်ပါတီတခုလည်းသူမရဲ့ညွန်ပေါင်းအစိုးရအဖွဲ့ကနှုတ်ထွက်သွားခဲ့ပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ရပါတယ်။ ခိုင်ပြင်းအတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်း66ဆက်သူများကို643633ကိုလုံခြုံစိတ်ချစံနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ဒီစီစဉ်ကိုတလင်းလာနေကနေစနေနေ့ထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online video လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်သောတာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။